ီမလေးကတော့တရုတ်ပြည်ထဲမှာအင်ဂူလုတ်ကိုတော်တော်လုတ်ကင်နေတဲ့မြန်မာမိန်းကလေးတူဦးကအင်ရှင်ကြီးအာမပြုချင်းမှုကိုခံရပြီးတော့လက်ရှိအချိန်မှာအကူအညီလိုအပ်နေကြတာလည်းဖြစ်ပါတယ်။ဒီပြည်စံနဲ့ပတ်သက်ကျွန်တော်ရရှိနေကြပြောရတဲ့ knowledge sharing ကို UAV တို့မှာပြန်လည်ပြီးတော့ reaction လုတ်ပေးတော့မှာလည်းဖြစ်ပါတယ်။ reaction လုတ်ခင်မှာ DVU ထဲမှာအမှတ်ပါတွေပြောထားကျွန်တော်တို့ကြည့်မယ်ပြီးတော့မှကျွန်တော်ပြန်ပြီးတော့ reaction လုတ်ပေးပါမယ်။ဆိုတော့ကျွန်တော်တို့ကြည့်လိုက်ရအောင်။ဒီပြောပေးကြပါအောင်။ဒီ challenge နောက်ဆုံးနော်။ဒီတရုတ်ပြည်ထဲကိုလုတ်နေအောင်ဗားနေအောင်ဗားအမှမလာချနိုင်လို့ပြောတာ။ 对嘛，对嘛、嗯，搿里里底哦，讲嘛、hm oh 嗯 so 哦、里底哦，老板人呢表面热热的，阿铺子个阿他妈丢七两阿怕死皮的，阿铺子美貌股票了俩，阿铺子个一，阿铺子美貌阿铺子个一热的，对不？阿股大做野股大钱路的，共产党只买油炸个野色钢股，红色多，野色钢股拄个很难买，你讲对？很难野色钢股红色买亚美嘞，拄个我塞卢美亚股的股票的，所以话撸老皮撸身体内勿辣，撸伢仔生个热热，但要皮个撸撸挂，撸阿勿辣只买一钱皮，但肉股买勿上嘞，皮一钱股买勿上嘞，伢仔讲热热，侬会辛苦比较脏个嘞，嘛事故地物呢来表差别呢，两只人勿同嘞，你讲勿了同啊，伢真乃只老。 ။ तू ကရေးရောင်လေးဖုန်းဆက်ပြီးဆိုရေးရောင်လေးကိုဖုန်းဆက်ပြီးလိုက်တယ်။ငါလည်းဒီလောက်ပဲတက်နိုင်တယ်။ तू ကအဖိုးကြီးတွေကလူလာတယ်ဆိုတာနဲ့သူ့ကိုတဲ့ဗီဒီယိုတွေထည့်ထားတာနဲ့ဗီဒီယိုတွေထည့်ပြီးတော့ဒီဘာသာဖတ်ကြည့်သွားတော့ငါလည်းစိတ်တင်နေတယ်။ဗီဒီယိုတွေထည့်ပြီးတော့အတန်မထွက်နဲ့အတန်ထွက်ပြီးငါတို့ရိုက်တတ်တယ်လို့ပြောတာတဲ့။ကဲ။အဲ့တော့ဘယ်လိုလုပ်ကြမလဲ။အေးချင်းတွေကိုလည်းငါလည်းဒီကနေမြင်တာပုံနေနေဒီနိုးတာသမီးတွေလည်းအဲ့လိုမျိုးဖြစ်ပါစေသီလား။စိတ်တင်နေတယ်တကယ်ပဲ။ ဘလို့တွေကိုရမလဲဘလို့တွေလောက်ရမလဲငါလည်းမသိဘူးအဲ့မှာတကယ်ချင်းတရားကတော့ခွဲနံပါတ်နေတဲ့တကယ်ချင်းကတော့သူသွားပြောချင်တယ်လို့ပြောတယ်လိပ်စာလည်းအတေးရကြရှိတယ်သူကဖုန်းနံပါတ်လည်းရှိတယ်သူရောက်လေးကိုဖုန်းခေါ်တာမရလို့တဲ့ကျွန်မကိုခေါ်ခိုင်းတယ်โอเคဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုဖိုင်လေးကကြားရတာလည်းတော့လေးနဲ့စိတ်မကောင်းစရာကောင်းသလိုနောက်တစ်ချက်ကတော့ဒေါသထွက်မယ်ဆိုလည်းဖက်စရာကောင်းတဲ့အကြောင်းအရာမျိုးပါ။ဘာကြောင့်လဲဆိုရင်အားလုံးသိကြတဲ့အတိုင်းပဲဒီဗီဒီယိုခိုင်းထဲမှာအမပြောပုံရဆိုကျွန်တော်မြန်မာနိုင်ငံရဲ့ main clip တူဦးဟာတရုတ်ပြည်ရဲ့ ပြောမှဆိုအိမ်တစ်ခုမှာအဖိုးကြီးရဲ့အားမပြည့်ချင်တော့၅ဈေးတီတီခံရပြီးတော့မှလက်ရှိအချိန်မှာလည်းဗီဒီယိုထဲမှာထည့်ပြီးတော့မှအတက်မထွက်နေဆိုပြီးတော့ဂျိမ်းမောင်းခံထားတဲ့အခြေအနေမျိုးကိုရင်ဆိုင်နေရလည်းဖြစ်ပါတယ်ပြောမှဆိုအရန်ကိုအရေးကြီးတဲ့အခြေအနေမျိုးလည်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းဒီအခြေအနေကိုကျွန်တော်တို့အနေနဲ့ဒီကနေလှမ်းပြီးတော့အကူအညီပေးဖို့ဆိုတော့မှသူကဘယ်နေရာရောက်လို့ရောက်နေမှမသိဘူး သူ့ကိုလည်းဘလို့ဆက်သွယ်လို့ဆက်သွယ်ရမှမသိတဲ့အခြေအနေမျိုးဖြစ်တဲ့အတွက်တော်တော်လေးကိုပဲဒုက္ခများတဲ့အခြေအနေမျိုးပါအဲ့တော့ကျွန်တော်တို့ကအဝေးကနေစိုးရင်လို့ပဲရတာ။တောင်းရောက်ပြီးတော့ပုံကြီးဖို့ကတော်တော်လေးကိုခက်ခဲရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေထဲမှာတရုတ်ပြည်မှာတောင်းရောက်ပြီးတော့အင်ကူလုတ်ကိုတောင်းရောက်လုတ်ကင်တော့မယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ connection မပြတ်သွားဖို့ဒီနိုင်ငံမှာရှိတဲ့သူတွေနဲ့ကိုတွားရောက်လောက်ကိုင်းတဲ့အခါမှာအမြဲတမ်း connection ရှိနေဖို့လိုအပ်တယ်။နောက်တစ်ချက်ကကိုယ့်ရဲ့ agent နဲ့အမြဲတမ်းဖုန်းအဆက်အသွယ် နောက်တစ်ခုမဟုတ်တစ်ခုနဲ့ကျွန်တော်တို့ချိတ်ဆက်ထားဖို့လိုအပ်တယ်ပြီးတော့ကျွန်တော်ဘာသာစကားဘာသာစကားလည်းမဖြစ်မနေကျွန်တော်ကိုယ်သွားရောက်လုတ်ကင်မဲ့တိုင်းပြည်ရဲ့ဘာသာစကားမဖြစ်မနေအ ਨੇ နဲ့အများကျွန်တော်တို့ထမင်းစားရေတောက်ကတော့ပြောတတ်ရမယ်လုံးဝကျွန်တော်တို့စကားမပြောတတ်တဲ့အခြေအနေမျိုးကြီးနဲ့သွားရောက်လုတ်ကင်မဲ့ဆိုရင်တော့ပို့ပြီးတော့ဒုက္ခများနိုင်တယ်နောက်တစ်ချက်ကအဲ့ဒီနိုင်ငံမှာရှိတဲ့ကျွန်တော်တို့တန်ယုံခုခုဆိုရင်အကာအကွယ်ပေးနိုင်ဖို့တန်ယုံရဲ့ဖုန်းနံပါတ်တွေကလည်း ကျိုးဆောင်သွားဖို့လည်းလိုအပ်ပါတယ်။เนาะဒါကတော့ကျွန်တော်အနေနဲ့ပထမဦးဆုံးအနေနဲ့အကြံပေးရဖြစ်တယ်။နောက်တစ်ချက်ဒီလိုကိစ္စတွေဘာကြောင့်ဖြစ်တာလဲ။ဒီလိုကိစ္စတွေဘာကြောင့်ဖြစ်တာလဲဆိုရင်ကျွန်တော်တို့အားလုံးကမစည်းလုံးလို့ပဲ။ကျွန်တော်တို့အဲ့လိုပဲပြောခြင်းနဲ့အဲ့လိုလဲမြင်တယ်ပေါ့လေเนาะဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအချင်းချင်းကတယောက်ကိုတယောက်ကာကွယ်ပေးမယ်တယောက်နဲ့တယောက်စည်းလုံးမှုတွေရှိနေမယ်ဆိုရင်တခြားသောတိုင်းပြည်ကလက်ရှိဒီလိုမျိုးကိစ္စမျိုးကျွန်တော်တို့ကျူးလွန်မှုဆိုတော့တော်တော်လေးကိုခက်ခဲပါတယ်။ ။ဘာကြောင့်လဲဆိုတော့ဒီနေ့အနေနဲ့လဲကိုယ့်ရဲ့အဆက်အသွယ်နဲ့ပို့ပြီးလိုက်တဲ့ဟလာဒီလို main ကလေးတွေပုံမှာပြန်လဲပြီးတော့ကာကွယ်ပေးရမယ်ဆိုတဲ့အတ္တိတရားရှိပြီးတော့ကာကွယ်မှုတွေပြုလုပ်ပေးမယ်လားဆိုရင်ဒီလိုမျိုးကိစ္စတွေကျူးလွန်ဖို့ဆိုတာတော်တော်လေးကိုခက်ခဲပါတယ်။ဘာကြောင့်လဲဆိုတော့အာသွားမလုံနဲ့သူတို့ agent ဒီမြန်မာ agent တွေကသူတို့ရဲ့အလုပ်သမားတွေပုံမှာအရန်ကို caring လုပ်တဲ့အရန်ကို guide site တဲ့ငါတို့သွားလုပ်တာနဲ့သူတို့ရဲ့ agent တွေကတရားစကားလဲတက်တာဖြစ်တဲ့အတွက် သွားရောက်ပြီးတော့မှတိုင်ကြရင်ငါတို့တွေဒုက္ခများမယ်ဆိုပြီးတော့တော်တော်တန်တန်ဒီလိုမျိုးကိစ္စတွေကျူးလွန်ခြင်းနဲ့အမျိုးသားတွေအနေနဲ့ရှောင်သွားမှဖြစ်တယ်။သူတို့လှုပ်ချင်တခြားသောတိုင်းပြည်ကမိန်ကလေးသူလှုပ်ရင်ကိုလိမ့်မယ်။ကိုယ်တိုင်းပြည်ကမိန်ကလေးကိုလှုပ်ဖို့ဆိုတာဒီလိုမျိုးတာကျွန်တော်တို့မြန်မာနိုင်ငံကလုံသမားနဲ့အေးချင်းနဲ့ဟလာစီလုံးနေမယ်ဆိုရင်သူတို့တွေအနေနဲ့ဒီလိုမျိုးကိစ္စတွေကျူးလွန်မှုဆိုတာကျွန်တော်ရှေ့မှာပြောခဲ့သူပဲဘလို့မှမလုပ်ရဘူး။ဘာဖြစ်လို့လဲဆိုတော့ ိုလှုပ်လိုက်ရမှာနဲ့နဲ့ကိုပြန်ပြေးဆက်မှာများများဆိုတဲ့အခြေအနေမျိုးဆိုဘယ်သူမှရင်းမှာမဟုတ်မလှုပ်ရလို့မခွင်နေပါစေကို့အတွက်ပြဿနာမရှိဘူးတခြားသောတိုင်းပြည်ကလူတို့ဘောသူခေါ်ဝါလိမ့်မယ်ဒါပေမဲ့ကို့တိုင်းသူပြည်သားအချင်းချင်းအေးချင်းတွေအနေနဲ့လည်းကာကွယ်စောင့်ရှောက်ပေးမယ်ဆိုရင်ကို့အတွက်လည်းနမိတ်ကောင်းရမယ်ပြီးတော့လည်းဒီလိုမျိုးအေးချင်းကကို့ရဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအချင်းချင်းကာကွယ်ပေးပါတယ်ဆိုတဲ့ဂုဏ်သတင်းကထွက်လာမှဖြစ်တဲ့အတွက်အလုတ်ကင်ခွင်လန်းတွေလည်းကို့နဲ့ပတ်သက်ပြီးတော့အများကြီးထပ်ပြီးတော့ရလာစရာရှိတယ် ဒါကြောင့်လို့လည်းအေးစင်းနေနေတန်တဆာမလုတ်ဖဲနေမှဒါကိုယ့်ရဲ့နာမည်ခုံသတင်းကိုလည်းထိမ့်သိမ်းကြဖို့လိုအပ်ပါတယ်ဒီလိုထိမ့်သိမ်းဖို့ဆိုတာကလည်းကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲပို့ပေးလိုက်တဲ့လူကတယောက်ပဲရှိပါစေကုန်တော့အဲ့တယောက်ကိုကိုယ့်ရဲ့ညီကိုမောင်နှမလို့ခန်းစားချက်ထားပြီးတော့ကာကွယ်ပေးရမှာဖြစ်တယ်။ဒါကြောင့်လဲဆိုတော့ကိုယ့်ရဲ့မျက်နှာကိုတကဘာထင်ပြီးတော့ပြောမယ်ဆိုလိုက်လာတဲ့သဘောပဲ။တော့ကျွန်တော်ချစ်သူကြီးစားစကားနဲ့ပြောမယ်ဆိုမောင်ရဲ့မျက်နှာကိုတကဘာထင်ပြီးလိုက်လာသလိုမျိုးပဲ။ နော်ကိုကိုယုံကြည်လို့ငါ့ကိုကာကွယ်မှုပေးမှာပဲဆိုတဲ့ယုံကြည်စိတ်လေးနဲ့သူတို့အနေနဲ့ရောက်ပြီးတော့မှအလုံးလောက်ကင်ကြတာဖြစ်တယ်အဲ့လိုအခြေအနေမှာကိုကပတ်စံရပြီးရောဆိုပြီးတော့ထားခဲ့ပြီးတော့မှပြီးလဲပြီးတော့တခုဖြစ်လာတဲ့အခါမှာလှည့်မကြည့်ဘူးဆိုရင်တော့လေနောက်နောက်ကိုလိုအေဂျင့်မကောင်းတဲ့သူဘသူကမှလည်းချိတ်ဆက်ပြီးတော့အလုံးလုံးမှာမဟုတ်တော့ဘာလို့လဲဆိုတော့နာမည်ကောင်းတခုရဖို့ဆိုတာပြောမလို့အချိန်ကာလတခုလိုတယ် history လို့ရဲဂုံသတင်းတခုထွက်လာဖို့ဆိုတော့ကိုယ့်ရဲ့ဖြတ်ကျော်လာခဲ့တဲ့တမိုင်းချောင်းပေါ်မှာကြည့်ပြီးတော့မှဂုံသတင်းဆိုတာထွက်လာတာအလကားနေနဲ့ထွက်တာမဟုတ် ဲ့တော့ဂုံသတင်းမထွက်သေးရွေးကလည်းကိုယ့်ရဲ့လုပ်ငန်းခိုင်ခံကလည်းအောင်မြင်စရာဘာကြောင့်မှမရှိဘူးဂုံသတင်းထွက်မှသာလေကိုယ့်ရဲ့လုပ်ငန်းခိုင်ခံကိုဆက်သွယ်တဲ့လူတွေကများပြားလာမှာဖြစ်ပြီးတော့ကိုယ်လည်းပြောမှမဆိုအောင်မြင်တဲ့အေဂျင့်ကောင်တစ်ယောက်ဖြစ်မှာနော်အဲ့လိုမဟုတ်ဘဲနဲ့ခုနလိုမျိုးငွေရပြီးရောဆိုပြီးတယောက်ရတယောက်စားမယ်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်နေမယ်ဆိုရင်တော့တသက်လုံးပြောင်ရအောင်မှာမဟုတ်။เนาะတသက်လုံးပြောင်ရအောင်မှာမဟုတ်။ပြီးတော့လေကို့လူမျိုးအချင်းချင်းဒီလိုလှုပ်တာတော်တော်လေးကိုအောက်တန်းချတဲ့အခြေအနေမျိုးလည်းဖြစ်တယ်။ ဒါကြောင့်လည်းကျွန်တော်အနေနဲ့ဒီလိုကိစ္စတွေကျွန်တော်ထပ်မံမဖြစ်ပွားဖို့ဆိုရင်တော့ agent တွေအဓိကအရေးကြီးတယ်ဗျာ agent တွေအဓိကကိုအရေးကြီးတယ် agent တွေဒါကောင်းမယ် agent တွေဒါအရှိကနေမမမမကာကွယ်ပေးနိုင်မယ်ဆိုရင်ဒီလိုကိစ္စတွေဘယ်သူမှကျူးလွန်ရမှာမဟုတ်ဘူး။နော်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲလေသူတို့နိုင်ငံသူနိုင်ငံသားကိုတွားပြီးမလုံနဲ့တွားလုတာနဲ့သူတို့ agent ကလုံးဝဆက်ဆက်တိမခံကာကွယ်ပေးတယ်ဆိုရင်ဘယ်သူကလုံရဲမှာလဲ။ အဲ့လိုအခုကပြောင်းပြန်ဖြစ်နေကိုကတထင်းရှိရပတ်စံရပြီဆိုတာနဲ့ဒီလိုမျိုးပို့ပေးလိုက်တဲ့ main ကလေးတွေပေါ်မှာလှည့်မကြည့်တဲ့အခြေအနေမျိုးတွေကများနေတဲ့အတွက်ကျွန်တော်အကုန်လုံးတော့မဆိုလို့ကြည့်တဲ့လူတွေလည်းရှိမှာပါဒါပေမဲ့လည်းမကြည့်တဲ့လူကများနေတာဖြစ်တဲ့အတွက်ဒီလိုကိစ္စတွေမကြမကြကျွန်တော် line ပေါ်မှာခဏခဏတွေးနေရလည်းဖြစ်တယ်။ဆိုတော့ဒီလိုကိစ္စမျိုးတွေကိုမကြုံချင်ဘူးဆိုလည်းနောက်တနည်းကလုံးဝမသွားတာအကောင်းဆုံးပဲ။ဒါကြောင့်လဲဆိုတော့စိတ်ဆိုင်မှမဖြစ်တာစိတ်ဆိုင်မှမဖြစ်မဲ့အတူတူတော့ကျွန်တော်တခြားသောတိုင်းမျိုးကျွန်တော်ရွေးချယ်ရမှာဖြစ်တယ်။ နော်ဒီနိုင်ငံကိုပို့တဲ့ agent တွေကအခုလိုမျိုးဂုံသတင်းတွေကပေါင်းတဲ့သတင်းတွေကြော်ကြားနေမှာတော့ဒီနိုင်ငံကိုထပ်ပြီးထွက်မဲ့ main clinic အတွက်ကဘလို့မှစိတ်ဆက်ဖြစ်စရာအကြောင်းမရှိဘူးအဲ့လိုအကြောင်းမရှိတဲ့အခြေအနေမျိုးမှာမှထပ်သွားမယ်ဆိုရင်တော့ကိုယ်တိုင်နဲ့ကိုယ်ကံမယ်နော်အဲ့တော့ကျွန်တော်တို့မှာတခြားသောနိုင်ငံတွေလည်းရှိပါတယ်ရွေးချယ်စရာတွေဟုတ်လားဒါပေမဲ့ရွေးချယ်စရာတွေရှိတော့ညာလဲနော်နိုင်ငံတိုင်းမှာလည်းမကောင်းတဲ့လူတွေရှိတယ်နိုင်ငံတိုင်းမှာလည်းမကောင်းတဲ့လူတွေရှိတယ်။အဲ့တော့မကောင်းတဲ့လူတွေရှောင်နိုင်ဖို့အတွက်ကိုသွားတဲ့အခါကျရင်ဒီကမြန်မာမိန်းကလေးအနေနဲ့ တင်းတင်းချာချာလေ့လာဖို့လည်းလိုအပ်တယ်။သွားရပြီးရောဆိုပြီးတော့သွားမယ်ဆိုရင်တော့လည်းဒီလိုကိစ္စတွေကဒီတိုင်းမိမှာမဟုတ်တခြားသောတိုင်းမိမှာလည်းကြုံကောင်းကြုံရနိုင်တယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကိုထွက်မှာတခြားသောတိုင်းပြည်ဖြစ်တယ်ကိုနိုင်ငံထဲမှာကိုအလုံးလုံးနေရမဟုတ်ဘူးเนาะအဲ့ဒီခါကျတော့တခြားသောတိုင်းပြည်တစ်ခုထွက်တော့မယ်ဆိုရင်နေသူနေသား main clip တွေအနေနဲ့တည်တည်ချာချာလေးစုံစမ်းဖို့လိုတယ်ငွေကဘယ်လောက်ရမလဲဆိုတာကြီးပဲမေးနေလို့မရအောင်ငါဘာတွေကြုံတွေ့နိုင်တယ်လဲဆိုတာလည်းကြိုတင်စဉ်းစားထားဖို့လိုအပ်တယ်ပြောမစဲအခုခေတ်က social media ခေတ်ဖြစ်နေတဲ့အတွက်အရင်လောက်လည်းမျက်စိပိတ်နားပိတ်အခြေအနေမျိုးတွေလည်းမဟုတ်ဘူး အဲ့ခါကျတော့ဘာပဲဖြစ်ဖြစ်အေဂျင့်ယူရတဲ့အခါမှာလဲအေဂျင့်ရဲ့ history ကိုသိရချာချာလေ့လာစုံစမ်းဖို့လိုအပ်သလိုဟိုဘက်တိုင်းပြည်ရောက်တဲ့အခါကျရင်လဲကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ connection တွေမပြတ်သွားဖို့ရည်ကြီးတယ်เนาะကျွန်တော်တို့အဲ့ဒီနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံအတန်ရုံးရဲ့ဖုန်းနံပါတ်တွေစောင့်သွားဖို့လိုအပ်တယ်ပြီးရင်ကျွန်တော်တို့ရဲ့အေဂျင့်ရဲ့ဖုန်းနံပါတ်တွေကျွန်တော်အမြဲတမ်းစောင့်ထားဖို့လိုအပ်တယ်နောက်တစ်ချက်ကတတိလက်ထဲကိုကိုကမရောက်ခင်မှာတည်းကအေဂျင့်နဲ့တတိနဲ့ကြားမှာကိုကတခါတည်းပြောထားကိုမှဖုန်းသုံးခွင့်အချိန်အတိုင်းနဲ့တခုပေးရမယ် ဖုန်းကိုလုံးဝမသိမ်းပါဘူးဆိုတဲ့ဂရီမျိုးတောင်းရမယ်။အခါရရန်ကျရှိရလေကွာဖုန်းတော့ယူသွားတယ်ဟိုလဲရောက်ရောက်အင်ရှင်ဖြစ်တဲ့တက်ဖုန်းကိုသိမ်းပြလိုက်တဲ့ခါကျတော့ကို့မှာဘယ်နေရာမှကွန်နက်ရှင်မရတော့ဘူး။ဒါမျိုးတွေလည်းအခက်အခဲနဲ့ဂျုံရအောင်ဂျုံရနိုင်တယ်။ဒါကြောင့်ကိုကမဝင်ငင်းနေရအလုံးမဝင်ငင်းနေရအေဂျင့်နဲ့ကိုနဲ့ကြားမှာကွန်နက်ရှင်ရနေဖို့ဆိုတော့ကို့မှာဖုန်းလိုတယ်။အဲ့ဒီဖုန်းကိုမသိမ်းဖို့အစတည်းကအေဂျင့်ကလက်မလွှဲခင်တဲကွာ ဒါကျွန်တော်တို့ဂရိကဝတ်အချင်းချင်းအပြန်လန်ဂရိကဝတ်လို့ဖို့လိုအပ်တယ်လို့ချင်းနေအနေနဲ့လည်းတစ်လတစ်ချိန်လောက်ဖြစ်ဖြစ်ပြန်ပြီး follow up လုပ်ဖို့တော့လိုအပ်တယ်ဗျ။မဟုတ်ဘဲနဲ့ကျွန်တော်တို့ကလွတ်ထားမယ်ဆိုရင်ဟိုကဖုံးသိမ်းထားလိုက်ရင်ကိုနဲ့သူနဲ့ကြားမှာအဆက်အသွယ်မရတော့ဘူးဆိုရင်ဒီလိုမျိုးကိစ္စတွေကို follow up လုပ်ပြီးတော့မှပြန်လည်ပြီးတော့ကိုယ့်ရဲ့လူကိုကယ်တင်ဖို့လည်းလိုအပ်တယ်လို့ပြောကြရင်းနဲ့ပဲဒီဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်။ဒီဗီဒီယိုလေးနဲ့ပတ်သက်ပါများမျက်ချက်ပေးခြင်းလဲမျက်ချက်ပေးခြင်းနဲ့ရှီကွန်မရေးသားကြပါကျွန်တော်နေ့စဉ်နဲ့မျှချီရှုအားပေးနေကြတဲ့ viewer ဒုတိယချင်းစီတန်းအလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံကြပါဗျ။ See you next video.